အမေရိကန်ကကိုဘွားတော့ဒီအချိန်ထုတ်ပလိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးကြိုက်ကြလိမ့်မယ်လို့ထင်တာပေါ့နော် အခုကမကြိုက်တဲ့လူတွေကရှိနေတယ်ဆိုတော့ဘာလို့မကြိုက်ကြလဲဆိုတော့ကိုဘောတော့နားတော့မလဲဘူးဗျဟယ်လိုအားလုံးပဲမင်္ဂလာပါ Coworking Me Facebook Page နဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ကိုဘောဟိုတနေ့ကတင်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မာ training time feature ထုတ်မယ်ဆိုတဲ့အကြောင်းအရာလေးကိုပတ်သက်ပြီးတော့ပြောပြပေးအောင်ပါပဲဖြစ်ပါရယ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe နဲ့ပြီးတော့မှဝင်ရံပေးပါအောင် Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ရှိစေချင်တယ်ကျေးဇူးများကြီးတင်ပါတယ်ကဲတော့ Let's go brother ကျွန်တော်အရှင်မစောမင်းတဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ဟိုတနေ့ကဗီဒီယိုထဲမှာဆိုလို့ရှိရင်ကျွန်တော်ပြောထားတာကအချိန်နေလုံးဝဖယ်ရှားတော့မယ်ဆိုပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ်။အဲ့ဒီပြဿနာလေးကဘလူးဒီမကြိုက်ကြဘူးဆိုလို့ရှိရင်တော့ COC player တော်တော်များများကလည်းအဲ့ဒီအချိန်လေးကိုဖယ်ထုတ်လိုက်ရမှာအရင်စိုးရင်နေတဲ့ဒူတွေကတော်တော်လေးများနေတာပဲဖြစ်ပါတယ်ဗျ။အဲ့တော့ကိုဘုကတကယ်ကိုမယုံဘူးပေါ့နော်အစတော့။အဲ့တော့ COC official page ကနေမျိုးတို့တင်လိုက်မှာတာကျွန်တော်ကယုံတာ။အဲ့တော့အချိန်လေးကိုတို့ကဖယ်ထုတ်ပေးမယ် hero တွေတိုက်တဲ့ခါမှာကြာချင်းကိုပြန်ပြီးတော့မှကျွန်တော်စောင့်စီရမလိုအောင်တပွဲပြီးတပွဲပြန်တိုက်လို့ရအောင်လို့ဆိုပြီးတော့တို့ဘက်ကတော့လုတ်ပေးမယ်လို့ပြောပြီးတဲ့နောက်ပိုင်းမှာ social media ပေါ်မှာတင်လိုက်တဲ့အခါမှာတော့ content creator တွေရဲ့ video တွေ out တယ်ပြီးတော့ပြီဆိုရင် COC official video out တွေပုံတွေ out တွေမှာ comment လေးမှန်းတာကိုတွေ့ရပါတယ်ဗျဘလို့ comment လေးဆိုလို့ရှိရင်တော့တချို့ကတော့ဒီအချိန်ကြီးကိုအဲ့လိုဖြုတ်ပစ်လိုက်တော့ COC ရဲ့အရသာမရှိတော့ဘူးတော့အချိန်ဆောင်ရတာမှ feeling ရှိတာဘာညာရွှေချောင်ဆိုပြီးတော့မှ comment တော်တော်များများကိုတွေ့ရလို့ဖြစ်ပါတယ်ဗျအဲ့ကြောင့်မလို့ COC ဘက်ကလည်းကိုဘတို့ကိုပြောတယ်အာဒီလိုမျိုးပေါ့နော် video လေးတွေလုပ်ပြီးတော့မှကိုယ့်ရဲ့ audience နဲ့ကိုယ့်ရဲ့ viewer တွေကဘယ်လိုမျိုးအချိန်နေရှိလဲတကယ်ပဲသူတို့တွေအချိန်ကိုမကြိုက်ကြတာလားဆိုတာကိုသိစေချင်လို့ဆိုပြီးတော့ video တွေလုပ်ပြီးတော့မှ ော် recommend ပေးခိုင်းတာပဲဖြစ်ပါတယ်ဗျကျွန်အခုဆိုရင်တော့အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီကျွန်တော်အချိန်နေလုံးဝဖဲထုတ်လိုက်မယ်နောက် upgrade ကြရင်ထည့်ပေးလာမယ်ဆိုပြီးတော့ပြောလာတဲ့ဟာလေးကအခုဆိုရင်တော့ရက်ဆိုင်ထားရပြီပဲဖြစ်ပါတယ်ဗျဘာကြောင့်ရက်ဆိုင်လဲတာလဲဆိုလို့ရှိရင်တော့ COC ကကြတော့တခြားဂိမ်းတွေနဲ့မတူဘူးကိုယ့်ရဲ့ player တွေကိုတော်တော်လေးဒီ ion site တာပဲဖြစ်ပါတယ်ဗျဥပမာဆိုရင် player ကဒါမကြိုက်ဘူးဆိုရင်သူတို့ကအဲ့ဒါကိုမလုပ်ဘူးလုံးဝရွှေ့လိုက်ပြီးတော့နောက်တစ်မျိုးပြန်အဆင်ပြေအောင်လုပ်ပေးတယ်ဥပမာဆိုရင် skin တွေကအစပေါ့ဗျာနော်ဒီ skin ကိုမကြိုက်ဘူးဆိုရင်တော့မှသူတို့ကပြောင်းပေးတယ်တခုခုမားသွားရင်ဆိုတော့မှသူတို့ကတခုခုပြန်ပြန်ပေးတယ် တ်တဲ့ဂိမ်းမျိုးဖြစ်တော့ကြောင့်မလို့အခုလည်းအဲ့လိုပဲအဲ့လိုဒီအချိန်တွေထုတ်ပေးလိုက်မယ်ဆိုတော့သူတို့ကလုံးဝမကြိုက်တဲ့သူတွေကအရင်များတယ်ကိုကမယုံလို့ဆိုပြီးတော့ကျွန်တော်ရဲ့ဒီဗီဒီယိုကွန်မန့်နေအောင်ပါလေကျွန်တော်စစ်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့လိုလူမျိုးတွေတော်တော်များများကိုတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာထဲမှာဆိုလို့ရှိရင်လည်းလူအရောက်မများပါပဲအဲ့လိုလူမျိုးလေးတွေရှိတယ်ဗျအမေရိကန်တော့ကိုဘွားတော့ဒီအချိန်တွေထုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးကြိုက်ကြလိမ့်မယ်လို့ထင်တာပေါ့နော် အခုကမကြိုက်တဲ့လူတွေကရှိနေတယ်ဆိုတော့ဘာလို့မကြိုက်ကြလဲဆိုတော့ကိုကဘောတော့နားတော့မလဲဘူးဗျအဲ့တော့တကယ်ပဲမကြိုက်ကြတာလားအချိန်ကြီးအဲ့လိုမျိုး training time တွေကိုဖြုတ်ပေးလိုက်တယ်မို့ဆိုလို့ရှင်ရော brother တို့ဘယ်ရှင်ပဲဖြစ်ဖြစ်ဒါတိုက်ရတာအဆင်ပြေမနေဘူးလားဗောနောကိုဘောပြောချင်တာလေတကူပါဒါကိုရဲ့မြန်မာ player တွေတမျိုးတည်းမဟုတ်ပဲねဒီ audio အများကြီးဗောနောတခြားနိုင်ငံခြားက player တွေကလည်းတော်တော်များများတွေပြောနေကြတယ်ဗောနောကြိုက်တဲ့လူတွေရှိတယ်ကြိုက်တဲ့လူတွေအများများတယ်အဥပမာဆိုကြိုက်တဲ့သူကရောင်း9000လောက်ဆိုလို့ရှင်မကြိုက်တဲ့လူက2000လောက်ပါနေတာမျိုးလေးတွေပဲဖြစ်ပါတယ်ဗျအဲ့တော့ကိုဘောကအခု ုတောင်းဆိုချင်တာကကြတော့ဗျာဘရာသာတို့ကဘာလို့မကြိုက်တာလဲဒီမကြိုက်တဲ့သူလေးတွေကလည်းကွန်မတ်မှတ်ပြီးပေါ့နော်အရှင်ဝင်ကျွန်တော်ဖယ်ထုတ်ပေးမှမလုံးဝမကြိုက်ဘူးကိုဘော်ကြီးဘလို့ဖြစ်လို့ဘဲဝါဘဲအချောင်းအဲ့လိုမျိုးလေးကျွန်တော်ရဲ့ကွန်မတ်အောက်တွေမှာရေးထားပေးစီချင်ပါတယ်ဗျာအခုဒီဗီဒီယိုရဲ့ကွန်မတ်အောက်မှာပေါ့နော်ကိုဘော်ဒါတွေအကုန်လုံးကိုကြည့်ပြီးတော့မှဟိုဘက်က COC တင်းကိုလည်းပြန်ပြီးတော့မှပြောပြပေးရမှာဖြစ်ပါတယ်ဒါဘလို့ဘလို့အချောင်းချောင်းပေါ့နော်ဒါပေမဲ့သူတို့ကအဲ့ဒါကိုလုံးဝဒါအခုချိန်ကတော့ဆွေးနွေးနေတဲ့အချိန်ပေါ့နော်ဒီထည့်ရင်ကောင်းမလားထည့်လို့ချိန်ရောဘလို့ပြဿနာတွေဖြစ်သွားနိုင်တယ်ဒါမထည့်ဘဲနဲ့ဒီလိုမျိုးထားလိုက်ရင်ရောသူတို့ပထမကြော်ညာခဲ့တဲ့ဒီသတင်းတွေ တွက်တကယ်လိုလိုလလားရချင်နေတဲ့သူတွေကရောဘလို့စိတ်မျိုးတွေဖြစ်သွားမလဲဆိုပြီးတော့မှဒါအခုရှင်ကတော့တွေးပြီးတော့မှဒါအကုန်လုံးစဉ်းစားနေတဲ့အချိန်လေးဖြစ်ပါတယ်အဲကြောင့်မလို့ကိုဘိုးတို့ကလည်းသူတို့ကဒီအကြံဉာဏ်တွေတောင်းနေဘလို့လို့ရင်ကောင်းမလဲဆိုတာကိုကိုယ့်ရဲ့ audience တွေကိုတစ်ချက်ပြန်ပြီးတော့မှအဲ sensitive ပေါ့နော်ဥပမာဆိုအရန်ကြီးတကယ်လို့လိုချင်တဲ့လိုအရန်အရန်များနေတယ်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းပဲဒီ training time ကိုသူတို့တွေဖြုတ်ပေးမှဖြစ်ပါတယ်အဲ့ဒီ training time ဖြုတ်ပေးလိုက်တဲ့အချိန်မှာသူတို့ဘက်ကဘာတွေထိခိုက်သွားလဲဆိုရင်တော့ဒါပတ်စံဝင်ဝင်ရပေါက်လေးတွေထိခိုက်သွားနိုင်တယ်နော် brother တို့တေချာလေးပြန်စဉ်းစားကြည့်မယ်ဒီ ီ training portion လို့ခေါ်တဲ့လူထုတ်တဲ့ခါမှာအရန်မြောင်လို့တဲ့အရေးပလင်းနေရာကိုဘောရိုးတွေအလကားမရပါဘူးဗျ CW ကွိုင်နဲ့ဝယ်ရတယ်နောက်တစ်ခုကလန်ကပီတာကွိုင်နဲ့ဝယ်ရတယ်တကယ်တကယ်အဲ့နှစ်ခုမှဝယ်လို့မရဘူးဆိုလို့ရှိရင်တော့တို့ဒီ shock ကနေရောင်းတဲ့ဒေါ်လာတွေနဲ့ကျွန်တော်တို့ကဝယ်ပြီးတော့မှဆော့ရတာဖြစ်ပါတယ်တကယ်လို့ကကိုဘောရိုးက training time ကိုအမြဲတမ်းလုံးဝစောင့်စရာမလိုတော့ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်တွေအဲ့ဒီအတွက်ကိုလုံးဝပတ်ဆက်သုံးစရာမလိုတော့သလိုတို့ကလည်းအဲ့အတွက်ကိုပတ်ဆက်ဝင်ဝင်ရတော့မှမဟုတ်ပါဘူးဗျတခါကျရင်ကျွန်တော်တို့ကဂျန်နေနဲ့ပါဝယ်ပြီးတော့မှဒီ training portion အစိမ်းရောင်လေးတွေကိုသုံးနေရတာပဲဖြစ်ပါတယ်ဗျ အစီအစီရဲ့အခု training time ကိုဖယ်ရှားတော့မယ်ဆိုရဲရည်ရွယ်ချက်ကအဓိကဘာလဲဆိုလို့ရှိရင်တော့ခင်နဲ့အညီတို့ကသွားစီချင်တာဖြစ်ပါတယ် COC ကဟိုအရင်တော့အလိုမျိုးအတိတ်မှာအဲ့လိုမျိုးကြီးကြံနေခဲ့ချင်တာမဟုတ်ဘဲနဲ့အာဟိုဘက် gain တွေလိုမျိုးတိုးတက်အောင်မနေရုံးကန်နေရတဲ့ gain တခုလည်းဖြစ်တယ်ပြီးတော့ဒီတို့တွေလှုပ်စီချင်တဲ့ပုံစံကြတော့ဒီ player တယောက်ကဘယ်အရှင်ပဲဖြစ်ဖြစ်ဝင်လိုက်တာနဲ့အဲတပွဲအဲ့လိုမျိုးပေါ့နော်တပွဲမကနှစ်ပွဲမကတိုက်လို့ရအောင်ဒီ ready ဖြစ်နေတဲ့ပုံစံမျိုးလေးကိုရသိချင်တာဖြစ်ပါတယ်ဗျအခုဆိုကဘောတို့ကတိုက်ရှင်တော့မှကျွန်တော်ရေအားရရှင်လေး ณะဝင်ကြည့်လိုက်ဆိုတော့မှလူမရှိတာတော့လူမထုတ်ရသေးတာတော့ပြီးတော့လူထုတ်ထားတဲ့ဟာတွေကမှားနေတာတော့ဆိုရင်လည်းကျွန်တော်တို့အဆင်မပြေဘူးဗျအဲ့တော့ကြောင့်မလို့သူတို့ကအဲ့ဒီ training တောင်ဖယ်ချလိုက်တော့ကြောင့်မလို့ brother တို့ကအလုံအားတဲ့10မိနစ်9မိနစ်ပဲဖြစ်ဖြစ်ချက်ချင်းဝင်တိုက်ပြီးတော့မှကိုကြိုက်တဲ့ attacking ကိုထုတ်ပြီးတော့မှပြောင်းလဲပြီးတော့တိုက်လို့ရစေချင်တာပဲဖြစ်ပါတယ်အဲ့ဒါလေးကတော့ကိုဘော့တွေးကြည့်မယ်ဆိုတော့တော်တော်လေးအဆင်ပြေတာပဲဖြစ်ပါတယ် အဲ့တော့ကိုဘောပြောသလိုပဲမနော်တကယ်လေးဘယ်လိုမျိုးမကြိုက်တာပေါ့ကိုကဘယ်လိုပုံစံလေးတွေဖြစ်စေချင်တာလဲဒီ training time ကိုအဲသူတို့ကညှိယူမယ်လို့လည်းပြောတော့ပြောတယ်ဥပမာဆိုရင် brother တို့က training time ကိုဖယ်ရှားလိုက်တာလုံးဝမကြိုက်ဘူးဆိုတဲ့ brother လေးတွေကဥပမာကျွန်တော်တွေပုံမှန်စောင့်ချိန်တက်ကိုနည်းနည်းလေးကျွန်တော်တဝက်လောက်ရှော့ချပေးလိုက်တာမျိုးတွေဆိုရင်ရောအဆင်ပြေလားအဲအဲ့လိုမျိုးလေးလည်းကျွန်တော် comment လေးထဲမှာမှန်ပေးသွားပါအောင်နော် brother တို့ကလုံးဝမကြိုက်ဘူး training time ပဲထည့်စီခြင်းလည်းဆိုလို့ရှိရင်လည်းကျွန်တော်ကဟိုဘက်မှာသွားပြီးတော့မှပြောပြမိမယ်အဲ့ဒါထည့်ရမယ်အဲအဲ့လိုမျိုးထည့်စီခြင်းတယ်ပေါ့နော်ဒီ creator ဥပမာ creator 10ယောက် ောက်ရှိတယ်ဗျာ။၁၀ယောက်မှာဒီ training တိုက်ထည့်စီခြင်းတဲ့ဟွာက9ယောက်လောက်ပါနေလို့ရှိရင်သူတို့က training တိုက်ကိုမဖြုတ်ရှာဘူးဒီပုံစံတိုင်းပဲထားပြီးမှာ။တကယ်လို့၁၀ယောက်ထဲမှာမှာ9ယောက်လောက်က50 50ဖြစ်နေတော့တမျိုးတစ်ပုံပြန်ပြီးတော့စဉ်းစားရအောင်မယ်။ဒါပေမဲ့အဲ့လိုတော့မဖြစ်တော့ပါဘူး။အဲ9ယောက်6ယောက်ဖြစ်နေလို့ရှိရင်လည်းတားတဲ့ဘက်ကို तू ကဒါလုတ်ပြီးမှဖြစ်ပါလေဗျ။အဲ့တော့ brother တို့ရဲ့အကြံပြုချက်တွေကိုလည်းကိုဘောကပြန်ပြီးတော့မှဒါတလေးတစားနဲ့ တောင်းခံအပ်တာဖြစ်ပါတယ်ကိုမန်လေးတဲ့မှာအောက်လေးမှာမှန်ပြီဒါ training တိုင်းကြိုက်တယ် brother ကြီးဖြုတ်ပလိုက်တော့ဆိုလို့ရှိရင်လည်းဖြုတ်ပလိုက်တော့ကြိုက်စီကြိုက်တယ်ပေါ့ဗျာကိုပေါ်ကအမှန်တိုင်းပြောမှကျွန်တော်ကတော့ကြိုက်တယ်ဘာလို့အများရန်တိုက်တယ်ကျွန်တော် live stream မှာဆိုရင်တခါတလေဒီတိုင်ရင်းနဲ့စောင့်နေရတာပေါ့နော်ဒီလူမပြည့်လို့စောင့်နေရတဲ့ဟာကြီးကတိတ်အစင်မပြည့်ဘူးဗျ အဲ့လိုမျိုးလေးလုံးဝမမိုက်နေဘူးဗောဗျာအဲ့လိုမျိုးတန်းတိုက်တန်းကြိတ်တာပဲကိုဘောကကြိုက်တယ်ဘာမှဆိုလို့ချင်းလဲကိုကြိုက်တဲ့အတက်ကင်သုံးလို့ရတယ်တခါကြရလို့ချင်းအာထုတ်ပြီးသားလူတွေကမှားနေတယ်ကိုတိုက်ရမယ်ပြီနဲ့အဲ့ဒါဆိုရင်ချက်ချင်းပြန်ပြောင်းလို့မရဘူးပြန်ပြောင်းချင်းကျွန်တော်တို့ကဂျန်သုံးရတယ် အဲ့တော့ကိုပတ်စံနေကုန်တယ်အဲ့တော့ပတ်စံနေတဲ့လောက်တတ်တာမဲ့နေသားလေးဖြစ်တယ်ဒီ training time ဖြုတ်မယ်ဆိုတဲ့ဟာကိုကျွန်တော်ကတော့လက်ခံတယ်အဲ့တော့လက်မခံတဲ့တိမ်ပေါင်းနေရလဲလက်မခံဆိုတော့မန့်ခဲ့လို့ရတယ်ကျွန်တော်လည်းစိတ်မဆိုးပါဘူးဘယ်သူမှလည်းစိတ်မဆိုးပါဘူးဘာကြောင့်ဘာကြောင့်လက်မခံတဲ့အကြောင်းရင်းလေးကိုတော့ကိုဘောအပြည့်စုံလေးရေးပေးစေချင်တာပဲဖြစ်ပါတယ်ဗျအဲ့ဒါမှကိုဘောကလည်းဒီအချက်ချက်အချက်လက်နဲ့ ကိုက်ညီတော့တွားပြောလို့ရမှာကွာဥပမာဆိုပြောတော့ပြောချင်တယ်လက်မကန်ဘူးဒါပေမဲ့ဘာကြောင့်လို့ဆိုတော့အမသိဘူးဆိုတော့တိတ်အစင်မပြေဟုတ်တယ်မလားအဲအချက်နဲ့လက်နဲ့လုံးဝကွက်တီလေးကျွန်တော်ကိုပြောပြပေးပါအောင်အဲဒါဆိုလည်းကျွန်တော်ဟိုဘက်မှာတစ်ချက်ပြန်ပြီးတော့မှပြောပေးပါမယ်ပြန်နော်ပြီးတော့လည်းဒီ legend league မှာကြတော့ဒီတို့ကနောက်ထပ်ဒီ trophy နဲ့မသက်ဆိုင်တဲ့ဟာတစ်ခုကိုထည့်ချင်နေတာဖြစ်ပါတယ် legend league သမားတွေကကြတော့ဖလား9000ကျော်ရနဲ့တို့က10ပွဲပဲတိုက်လို့ရတယ်အဲအတွက်ကိုအဲ့လိုမဖြစ်အောင်ကျွန်တော်ဖလား9000ကျော်ရနဲ့10ပွဲတိုက်ပြီးတဲ့အပြင်ဟို trophy နဲ့မသက်ဆိုင်တဲ့နောက်ထပ်ပြောမယ်ဆိုရင်ဗျာ classic တို့အာ ကျွန်တော်တို့တခြား run နေလဲဆိုလို့ရှိရင်တော့တခြား gain နေလဲဆိုလို့ရှိရင်တော့ classic နဲ့ run နဲ့ခွဲထားတဲ့လိုမျိုးပဲနောက်တစ်ခုအဲ့လိုမျိုးဘလောက်တိုက်တိုက် family ဘိုင်းမှာပတ်စံနေပဲရပြီးတော့ trophy မပလက် trophy တွေပလက်မတက်တဲ့ပုံစံမျိုးလေးထပ်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းတို့တွေဒါလက်ရှိမှာအပြင်ဆင်နေကြပြီပေါ့နော်။ Now upgrade မှာထည့်ပေးဖို့လည်းများတယ်။ upgrade လာပြီးွားပြီဆိုလို့ရှိရင်အလွန်ဆုံး5-6ရက်လောက်နေပြောင်းလဲပေးမယ်လို့လည်းပြောပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ထွေထွေထူးထူးကျွန်တော်ပြောစရာတော့မရှိဘူး။အဲ့ဒီအကြောင်းအရာလေးတွေပဲ brother တို့ comment မှန်ပေးစီချင်တာဖြစ်ပါတယ်။ Okay အားလုံးပဲပိုင်ပါကျွန်တော် နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ